ဒီနေ့တော့ pivot by fashion အသုံးပြုတဲ့ပုံစံလေးကိုရှင် င်ပြပါမယ်ဒီ pivot by function က microsoft excel 365 version မှာပဲအသုံးပြုလို့ရပါတယ်အဲ့တော့အခုဆိုလို့ရှိရင် column a ကနေ column f အထိမှာ data တွေရှိနေပါတယ် yes line region align product ခုချင် align customer id တခုချင်းစီ align ရောင်းထွက်သွားတဲ့ unit ရယ်ပြီးတော့သူ့ရယ် price ရယ်ဆိုပြီးတော့ဒီ data လေးရှိနေပါတယ်ဒီ data ဒီ record 50ရှိပါတယ် row number 51အထိ data တွေရှိနေပါတယ်အဲ့တော့ဒီ data တွေကမှာ အခုလိုမျိုးညာဘက်မှာပြထားတဲ့ပုံစံအတိုင်းဒီလိုမျိုးအာ matrix ပုံစံလေးနဲ့ summary table လေးထုတ်ချင်တယ်ပေါ့နော် တော့ဒီမှာဆိုလို့ရှိရင် December တွေပဲမှာဆိုရင် product တစ်ခုချင်းစီက row အနေနဲ့ရှိနေတယ် product A product B product C ဆိုပြီးတော့ product တစ်ခုချင်းစီဒီ row အနေနဲ့ရှိနေပါတယ်ပြီးတော့ region region ကတော့ဒီ data တွေမှာ region တစ်ခုရှိရယ် east ရယ် west ရယ်ဆိုပြီးတော့ region တစ်ခုရှိရယ်အဲ့တော့ region တွေကြတော့ column တိုင်းအနေနဲ့ရှိနေတယ်အဲ့တော့ product တစ်ခုချင်းစီ align သူ့ရဲ့သက်ဆိုင်ရာ region align မှာဆိုလို့ရှိရင် unit ဆိုကဘယ်လောက်ရှိတယ်လဲဆိုတဲ့ဟာကိုဒီ summary table လေးကနေအခု လို့ကြည်လို့ရဖြစ်တယ်အဲ့တော့ဒီဆမ်မရီတေဘယ်ဒီမက်ထရစ်ပုံစံလေးနဲ့တိစောက်ထားတာဖြစ်ပါတယ် row အနေနဲ့လည်း group by လောက်ထားတယ်ပြီးတော့ region ကိုလည်း column အနေနဲ့ group by လောက်ထားပြီးတော့မှ unit စုကိုအာစုစုပေါင်းပြီးတော့မှ summary table လေးထုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ summary table လေးလိုချင်တဲ့ဆိုရင် ပေးပော့ table ကိုအသုံးပြုစရာမလိုဘဲနဲ့ပေးပော့ by ဆိုရဲ function လေးကိုအသုံးပြုပြီးတော့မှအလုပ်လုပ်လို့ရပါတယ်။အဲ့တော့ပေးပော့ function လေးကိုရေးကြည့်ပါမယ်။အော်ဆဲကွက်ထဲမှာကို summary table လိုချင်တဲ့ဆဲကွက်ထဲမှာ formula လေးရေးမယ်ညီမြချင်းပေးပော့ by ပြီးပြီဆိုရင်လိုတဲ့ first argument ကကြတော့ row fee row fee ဆိုတော့ အာဒီကိုယ့်ရဲ့ summary table မှာ row အနေနဲ့ကိုကဘယ် data တွေကို group လုပ်ချင်တာလဲအဲ့တော့ကို row အနေနဲ့ group လုပ်ချင်တာဒီ product information တွေကို group ချင်တာဖြစ်တယ်အုပ်စုဖွဲ့ချင်တာဖြစ်တယ်အဲ့တော့အဲ့ဒီ product information တွေဒီဘယ်မှာရှိလဲဆိုတော့ column C မှာရှိပါတယ်အဲ့တော့ column C ရဲ့ address ဒီ C1 ကနေ C51 ထိဖြစ်ပါတယ်သူ့ရဲ့ range ကိုဒီလို define လုပ်လိုက် ်တယ်နောက်တစ်ခု column fee column fee ကကြတော့ကိုယ့်ရဲ့ summary table မှာကိုက column အနေနဲ့ grouping လုပ်ချင်တာဒီ bad data တွေကို grouping လုပ်ချင်တာလေအဲ့တော့ကိုက column အနေနဲ့ grouping လုပ်ချင်တာဒီ region တွေကိုလုပ်ချင်တာဖြစ်တယ် is ရယ် was ရယ်ဆိုရယ် region တွေကိုပင်လုပ်ချင်တာဖြစ်တယ်အဲ့ဒီ region တွေဒီ bad column မှာရှိလဲဆိုတော့ column b မှာရှိပါတယ်အဲ့ဒီအတွက် b1 to b51 ဆိုပြီးတော့ define လုပ်လိုက်ပါမယ် grouping လုပ်မဲ့ row တွေ column တွေကို define လုပ်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကတော့ value ပါအဲ့တော့ကိုက summarize လုပ်ပြီးကြည့်ချင်တာက be value တွေကို summarize လုပ်ပြီးကြည့်ချင်တာလေကို summarize လုပ်ပြီးကြည့်ချင်တာဒီ unit ဆိုကို summarize လုပ်ပြီးကြည့်ချင်တာဖြစ်ပါတယ်အဲ့ဒီအတွက် unit ဆိုရှိနေတဲ့ column တွေ column e မှာရှိနေတာပါအဲ့တော့ e1 to e51 ဆိုပြီးတော့ define လုပ်ပေးရပါမယ်ပြီးပြီဆိုရင်တော့ function အဲ့တော့အခု summarize လုပ်နေတာဒီဘယ်လိုပုံစံနဲ့ data တွေကို aggregate လုပ်ပြီးကြည့်ကြင်တာလေအာကိုကတော့ပေါင်းပြီးတော့ကြည့်ကြင်တာဖြစ်တဲ့အတွက် sum ဆိုရဲ function ကိုဒီမှာရွေးလိုက်မှာဖြစ်ပါတယ်အဲ့တော့ sum ဆိုတာလေးကိုရွေးလိုက်မယ် pb ဆိုရင် fee header fee header argument အတွက်ကကြတော့အခုဆိုရင်ကို selection ပေးထားတဲ့ဒီအရှိက argument သုံးခုမှာဆိုလို့ရှိရင်ဒီ set ကွက်ဒီမှာ header ကိုပါကိုက upper define လုပ်ထားတာဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ summary table မှာလည်းအဲ့ဒီ header တွေကိုပါမြင်ကျင်တယ်ဒါဆိုလို့ရှိရင် နံပါတ်ဘလောက်ကိုရွေးရမလဲဆိုတော့3ကိုရွေးပေးရမှာဖြစ်ပါတယ် selection ဒီလောက်ထားတဲ့ argument မှာ fee header လည်းပါတယ်ပြီးတော့ summary table မှာ လဲကိုက fee header ကိုလိုချင်တာဖြစ်တဲ့အတွက်3လို့ရေးလိုက်ပါမယ်။ပြီးရင်ဆိုနောက်တစ်ခုက row total data ။ row total data ကကြတော့ကိုယ့်ရဲ့ summary table မှာကိုက total line ကိုမြင်ချင်လား။အခုဒီမှာပြထားတဲ့လိုမျိုးဒီလို total line ကိုမြင်ချင်လားမြင်ချင်တယ်ဆိုရင် number 1ကိုရေးပေးရမှာဖြစ်ပါတယ်။အဲ့တော့1ဆိုတာကိုရေးလိုက်ပါမယ်။အနောက်က argument နေသည် optional လည်းဖြစ်ပါတယ်။အဲ့တော့အခု example မှာလည်းမသုံးမဲနဲ့ခဏထားခဲ့လိုက်ပါမယ်။ပြီးပြီဆိုရင် queen page enter ဒါဆိုလို့ရှိရင် summary အခုလိုမျိုး matrix summary table လေးရလာမှာဖြစ်ပါတယ် product တစ်ခုချင်းစီသည် row align မြင်နေရလိမ့်မယ်ပြီးတော့ region တစ်ခုချင်းစီသည် column align မြင်နေရမယ်အဲ့ဒီ region ရဲ့စုစုပေါင်း total unit ကိုကြည့်ကြတယ်ဆိုလို့ရှိရင်လည်းဒီ cell ဘက်ကနေကြည့်လို့ရတယ်နောက် product တစ်ခုချင်းစီရဲ့စုစုပေါင်း unit ဒီဘလောက်ရောင်းထွက်သွားလဲဆိုတာကိုမြင်ကြတယ်ဆိုရင် လည်းဒီမှာ pro total ကိုအခုလိုမျိုးမြင်ရမှာဖြစ်တဲ့အာတင်ပိန်တစ်ခုလုံးရဲ့ total ကကြတော့ grand total ဒီဒီမှာ466ဆိုပြီးတော့မြင်နေရမှာတဲ့အဲ့တော့ဒါလေးဒီ pivot by ဆိုတဲ့ function လေးကိုသုံးပြီးတော့မှအခုလိုမျိုး summary table လေးကိုမြန်မြန်ဆန်ဆန်ဆွဲထုတ်လိုက်တာဖြစ်ပါတယ်